ဘောလုံးချင်းကြီးကိုရင်အားလုံးပဲမင်္ဂလာပါလို့နောက်ခွန်ဆက်တာအပ်ပါရယ်ဒီနေ့မှာတော့ကျွန်တော်ကအင်္ဂလန်ပရီးမီးယားလိပွဲစဉ်37ဘောနော်ဒီနေ့ကျွန်တော်ရွေးချယ်ထားတဲ့ဘောလုံးပွဲစဉ်တွေကတော့စုစုပေါင်း၄ပွဲရှိတယ်ဗောနော်ဘရန်ဖိုးနဲ့ချယ်လ်စီဖူလမ်နဲ့လီဗာပူးစပါးနဲ့ဆောက်တန်တန်မန်ယူနဲ့မန်စီးတီးတို့ပွဲစဉ်တွေဖြစ်ပါတယ်ဒီနေ့မှာပထမအဆုံးအနေနဲ့ကျွန်တော်စာရင်မှာရီဗျူးလုပ်ပေးမယ့်ပွဲစဉ်ကတော့ဘရန်ဖိုးနဲ့ချယ်လ်စီတို့ပွဲစဉ်ဖြစ်ပါတယ် ဒီပွဲစဉ်မှာဖွင့်ထားတဲ့ body ကြီးကတော့ Chelsea အသင်းက level 50ရှုံးဘိုးပေါင်းကြီးက320ရှုံးဆိုမှစတင်ကြီးတွေဖွင့်ထားတာတွေ့ရပါတယ်ဒီဇယားကိုကြည့်မှဆိုရင်ဇယားမှာဆိုရင် Brentford အသင်းကအဆင့်7မှာရှိတယ်42မှာ Chelsea အသင်းကတော့အဆင့်4မှာရှိတယ်52မှာပေါ့ဗျာဒီနှစ်သင်းရဲ့ပထမအကြော Chelsea ကွင်းမှာပေါ့နော်2-1ဆိုတဲ့ရလနဲ့ Chelsea ကနိုင်ထားတယ်ပေါ့ဗျာလက်ရှိ Brentford အသင်းရဲ့ ရီးမီးယားလိအင်ဝင်အဝေးဝင်ကားဖောင်၅ပွဲကိုကြည့်မယ်ဆိုရင်၂ပွဲနိုင်၃ပွဲသိရင်၂ပွဲရှုံးထားတယ်ပေါ့နော်ဒီအသင်းကတိုက်စစ်ကောင်းပါတယ်ခံစစ်တရနည်းနည်းဆိုးတယ်ပေါ့ဗျာလက်ရှိချယ်ဆီအသင်းရဲ့ကားဖောင်၅ပွဲကိုကြည့်မယ်ဆိုရင်၃ပွဲနိုင်၂ပွဲရှုံးအဲနိုင်ထားတဲ့၃ပွဲလုံးကကျွန်တော် clean sheet တွေရယူထားတာလည်းတွေ့ရတယ်ပေါ့နော်ချယ်ဆီအသင်းကဒီအသင်းနဲ့တွေ့တဲ့အများရန်ဒုက္ခရောက်တယ်ဆိုတာအကုန်လုံးမမိကြမယ်ထင်ပါတယ်ဗျာနော်ဒီနှစ်သင်းရဲ့နောက်ဆုံးတွေ့ခဲ့တဲ့ head to head ၅ချိန်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ ်အဘရန်ဖို့ကနှစ်ချိန်နိုင်ထားတယ်တစ်ချိန်ကချယ်ဆီနိုင်ထားတယ်နှစ်ချိန်ကတော့တည်ကြထားတာလည်းတွေ့ရတယ်ပေါ့နော်ဂိုးအောက်၃ချိန်ဂိုးဘောနှစ်ချိန်ကြထားတာတွေ့ရပါတယ်ဒီနှစ်သင်းရဲ့နိုင်ဂျီရန်တော့မှာတော့ဘရန်ဖို့က38ရာခိုင်နှုန်းချယ်ဆီက49ရာခိုင်နှုန်းဆိုမှပေးထားတာတွေ့ရတယ်ပေါ့နော်ဆဲပေါ့ကြီးတွေကိုကြည့်ရမှာဆိုရင်တော့ဝိုင်းဆဲမှာဖွင့်ထားရက်ဂူပေါင်းကြီးပေါ့နော်နှစ်တင်ပေါင်းမိနစ်90အတော်တည်းမှာအနည်းဆုံးနှစ်တင်ပေါင်း3000ထိတော့ရောက်သွားမှာဆိုတော့ကြီးကိုတော့ဖွင့်ထားတာတွေ့ရပါတယ် ီးတော့မင်းက90အတော်တော်မှာ brand ဖို့အတင်းကအနည်းဆုံးကျွန်တော်တလုံးတလုံးနဲ့နှလုံးကြားထဲမှာရမယ်ဆိုတော့ကြီးဖွင့်ထားတယ်ဗောနော်ချဲစီအတင်းကတော့အနည်းဆုံးကျွန်တော်နှလုံးတော့ထည့်မယ်ဆိုတော့ကြီးဖွင့်ထားပါတယ်21ပေါ့ဗျာအဲ့လိုမျိုးဆိုဘောမျိုးပါပဲ2112ဒီလိုမျိုးပါပဲဒီပွဲစဉ်မှာကျွန်တော်အဓိကဂိုးပေါင်းအပေါ်ကြိုက်တယ်ဗောနော်ဂိုးပေါင်းအပေါ်ပင် body မှာကျွန်တော် ancient အသင်းဖြစ်တယ်ပေါ့နော် brand food body ကြိုက်ပါတယ်တပည့်ရွေးချယ်ထားပါတယ်အဲ့ဒါကတော့ fulham နဲ့ လေဘာဘူးကိုပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်မှာအဝေးခွင့်အသင်းဖြစ်တဲ့လေဘာဘူးကတလုံး80နိုင်ခူပေါင်းက380စားပေါ့ဗျာအခုကအစနေတီကြသွားတယ်ပေါ့ဗျာဒီပွဲစဉ်အောင်ဒါလီဘာဘူးနိုင်မယ်ဆိုရင်14မှပြတ်သွားမှာပေါ့နော်အဲလီဘာဘူးကချန်ပီယံဖြစ်တဲ့လောက်ဖြစ်သွားပြီပေါ့နော်တအားနီးစပ်သွားပြီပေါ့ဗျာဇေယအနေထားကိုကြည့်မယ်ဆိုရင်ဖူလာမတင်းကတော့အဆင့်30မှာရှိတယ်45မှာပေါ့နော်သူကတော့ဟိုမရောက်ဒီမရောက်ဆိုတဲ့အသိမျိုးပေါ့ဗျာဒါတော့ဆိုသူတို့တန်းလည်းမစင်းတော့ဘူးညာနော် တို့ကန်ချင်တယ်လို့ကန်လာနိုင်တယ်ပေါ့နော်လီဗာပူးကတင်းရတော့ဆင်တက်မှာရှိတယ်83မှာပေါ့နော်ဒီရာလေးကျွန်တော်အင်္ဂလန်ပရီးမီးယားလိပွဲစဉ်30ကန်ပြီးပြီပေါ့ဗျာရှုံးထားတာတပွဲပဲရှိတယ်ပေါ့နော်အဲ့ဒါလည်းကျွန်တော်တို့ Nottingham Forest ကို1-0နဲ့ရှုံးတဲ့ပွဲဖြစ်ပါတယ်လက်ရှိဒီနှစ်တင်းရဲ့ကျွန်တော်တို့ပထမအကြောဆော့ခဲ့တဲ့ပွဲစဉ်ကိုကြည့်မယ်ဆိုရင်လီဗာပူးကွင်းမှာတူတူကျထားတာတွေ့ရတယ်လက်ရှိဖွန်လန်အသင်းရဲ့ကာရာဖောင်း၅ပွဲကိုကြည့်မယ်ဆိုရင်၂ပွဲနိုင်၃ပွဲရှုံးထားပါတယ် ုလမတင်ကနောက်ဆုံးနှစ်ပွဲဆက်ပေါ့နော်ကျွန်တော်ဒါ FA Cup အပါဝင်နှစ်ပွဲဆက်ရှုံးထားတယ်ပေါ့နော်အာဆင်နယ်ကို2-1ဒါမှကြေးအောင်ထားတယ်နော်အပွဲမှာသူတို့တိုက်စစ်ကောင်းတယ်ခံစစ်ကဂိုးတွေပေးတယ်လီဗာပူးအတင်းကလက်ရှိကာရဖောင်5ပွဲကိုကြည့်မယ်ဆိုရင်လီဗာပူးအတင်းကတော့အပရီးမီယာလိမှာဆို4ပွဲနဲ့တပွဲသေးရေပေါ့နော်ဒီအတင်းကခံစစ်ကောင်းတယ်တိုက်စစ်လည်းမျှတာတွေ့ရတယ်ပေါ့နော်အဲကျွန်တော်တို့ဒါ TV သားအတိုင်းပဲ EFL Cup Final မှာကျွန်တော်တို့ဒါ Newcastle 2-1ဆိုတဲ့ရလနဲ့ပေါ့နော်ကျွန်တော်ရှုံးခဲ့ပါတယ် ဒီပွဲပြီးရတယ်သူတို့ Everton နဲ့တွေ့တယ် Everton 1-0နဲ့နိုင်တယ်ဒီပွဲမှာလည်းကြေရှုံးထားတာတွေ့ရတယ်ပေါ့နော်ဒီနှစ်သင်း head to head ကိုကြည့်မှဆိုလို့ရှင်နောက်ဆုံး5ချိန်မှဆိုရင်ပေါ့နော်ကျွန်တော်ဒါ4ချိန်က5ပေါ်ကြာထားတယ်2ချိန်က5ပေါ်ကြာထားတယ်ပေါ့နော်လီဗာပူးအသင်းက3ချိန်နိုင်ထားတယ်2ချိန်ကတော့တည်ကြာထားတယ်ပေါ့နော်ပူလန်ဘရောမာတာစီရထားတယ်မျိုးတော့မတွေ့ရဘူးလီဗာပူးနဲ့တွေ့တယ်ပေါ့ဗျာဖွင့်ထားတဲ့5ပေါင်းကြီးနှစ်သင်းပေါင်း5ပေါင်းကြီး မနေ့60အတော်ထဲမှာအနည်းဆုံးကျွန်တော်တို့၃လုံးနဲ့၄လုံးကြားထဲမှာရှိမှဆိုတော့ကြေးကိုပွင့်ထားတယ်ပေါ့နော်ပြီးတော့မနေ့60အတော်ထဲမှာဖူလမ်အတင်းကတစ်လုံးလောက်ပဲရမှဆိုတော့ကြေးကိုပွင့်ထားပါတယ်လေဘာဘူးအတင်းကတော့အနည်းဆုံး၅လုံးလောက်တော့ရပါမှဆိုတော့ကြေးပွင့်ထားတယ်ပေါ့နော်ဒီပွဲစဉ်မှာပေါ့နော်ကျွန်တော်အဓိက5ပေါင်းအပေါ်ကြိုက်တယ်ပေါ့5ပေါင်းအပေါ်ကြိုက်တယ်ပြီးလို့ရှိရင် body မှာကျွန်တော်ပေါ့နော်လေဘာဘူးအတင်းပေါ့နော်ဒီတစ်လုံး80နိုင်ဆိုတော့ပောက်ဖို့ရန်ခက်တယ်နော် ဒါမှလည်းကျွန်တော်ဒါ body မှာပေါ့နော်လီဗာပူးပဲကျွန်တော်သဘောကျတယ်ဒါမှအများကြီးထိုးဖို့အကြံပေးခြင်းပေါ့နော်ပါပါလေးထိုးခြင်းလည်းထိုးကြည့်ပေါ့နော်ကျွန်တော်ပွဲစဉ်တပွဲကိုရွေးချယ်ပေးရမယ်ဆိုရင်တော့စပါးနဲ့စောက်တန်တန်တို့ရဲ့ပွဲစဉ်ပေါ့နော်စပါးအတင်းကတော့တိုက်စစ်ကောင်းတော့ခံစစ်ကတော့เนาะကျွန်တော်အလူပေးနေတယ်လို့ပဲဗျာဘိုးတွေတောက်ရှောက်ပေးတယ်ပေါ့ဗျာဒီပွဲစဉ်မှာဖွင့်ထားတာတော့တော်တော်လေးပြင်းနေဗျာစပါးကတလုံး80ရှုံးဘိုးပေါင်းကလည်းတလုံး80ရှုံးထုံမှာပြထားတာတွေ့ရတယ်ပေါ့နော် စပားအတင်းအခုဇယားမှာကြည့်မှဆိုရင်စပားအတင်းကအနည်းဆုံးအဆင့်16မှာရောက်နေတာတွေ့ရတယ်34မှာပေါ့ဗျာတူအောင်မှာ woof 32မှာရှိတယ်ဗျာစပားအတင်းကဒီဟာဒီအဆိုးဝါးဆုံးဓာတ်တွေတစ်ခုပေါ့ဗျာတိုက်စိတ်ကောင်းတဲ့ခန်းစိတ်က44ခုပြီးထားတယ်ပေါ့နော်စောက်တန်အတင်းကတော့တန်းစင်းသွားပြီပေါ့ဗျာကျွန်တော်10မှာပေးရထားတယ်30ဘာမှ10မှာဗျာ24ပဲရှုံးထားတယ်ပေါ့ဗျာဒီနတင်းရဲ့ပထမအကြောကိုကြည့်မှဆိုရင်ကျွန်တော်တို့ဒါစပားအတင်း 5G ဆိုမှအပြတ်တာနိုင်ရထားတာတွေ့ရတယ်ပေါ့နော် ပြီးတော့လက်ရှိစပါအတင်ရကာရာဖောင်တွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့သူချော်ထားတဲ့နောက်ဆုံး၅ဝဲအင်ကွင်းအဝေးကွင်းပွဲစဉ်တွေကြည့်မယ်ဆိုရင်တပွဲနိုင်တပွဲတည်ရီ၃ပွဲတောင်ရှုံးထားတယ်ဗျအဲရှုံးထားတဲ့၃ပွဲလုံးမှာဘူးထက်ထားတာမတွေ့ရဘူးချယ်ဆီ1ဇီးဖူလမ်2ဇီးပေါ့နော်မန်စီးတီး1ဇီးလောက်မှာရှုံးထားတယ်စပါတိုက်ဆက်မှာပြဿနာနည်းနည်းဂိုးပေါက်ပြောင်းနေတယ်လို့ပြောရမှာပေါ့နော်သဒ္ဒနာအောင်ကြည့်မယ်ဆိုရင်သဒ္ဒနာဒါနှမ်းစင်းသွားပြီပေါ့ဗျာဒါပေမဲ့အခုကတော်တော်လေးအခုခြေသွင်းနေပြရနေတယ်ဗျာတောက်လျှောက်ဘူးတွေထက်တာတွေ့ရတယ်ပေါ့နော် လီဗာပူးဘဝနဲ့ဂိုးတွင်းတယ်ပင်ဝူးဖ်နဲ့ဘဝမှာဂိုးတွင်းတယ်ဝက်ခရစ်စတာဘယ်လင်းနဲ့ဘဝမှာချီအောင်တယ်ဗောနောဂိုးတွေတောက်လျှောက်ထည့်နေတာလည်းတွေ့ရတယ်ဗောနောဒီနှစ်တင်းရဲ့နိုင်ဂျီးယားနှုန်းကိုကြည့်ရမယ်ဆိုရင်တော့စပါတင်း86ရာခိုင်နှုန်းဗောနောစပါဒီဘွဲကိုတေချာဖို့အနိုင်ကမယ်ဆိုတော့ဂျီးကိုဖွင့်ထားတယ်ဗောနောဒီနှစ်တင်းရဲ့နောက်ဆုံးတွေ့ရတဲ့ဟက်တူဟက်၅ချိန်ကိုကြည့်မယ်ဆိုရင်၄ချိန်ဂိုးပေါ်တစ်ချိန်ကဂိုးအောင်ကြားထားတာလည်းတွေ့ရတယ်ဗောနောဒါစပါအတင်းက၂ချိန်နိုင်ထားတယ်ဆောက်တန်းက၂ချိန်နိုင်ထားတယ်၂ချိန်ကတော့တည်ကြထားတယ်လည်းတွေ့ရတယ်ဗောနော ီပွဲကတော်တော်လေးကြီးကောင်းမဲ့ပွဲတစ်ပွဲလည်းဖြစ်နေပြီပေါ့နော်။ဒီမှာဖြစ်မဲ့မိနစ်60အတော်အတွင်းမှာဖြစ်မဲ့နှစ်သိန်းပေါင်း9ပေါင်းကြီးကိုကြီးမဲ့ဆိုအနည်းဆုံးနှစ်သိန်းလုံးဖွင့်ပြီးဆော့လာမဲ့အတွက်အနည်းဆုံး၄လုံးလောက်ထိတော့ရောက်မယ်ဆိုတဲ့ကြီးတော့ဖွင့်ထားတယ်ပေါ့နော်။ပြီးလို့ရှိရင်ဒီပွဲစဉ်မှာစပါအတင်အနည်းဆုံး3လုံးလောက်တော့ထည့်မယ်ဆိုတဲ့ကြီးကိုဖွင့်ထားတယ်ပေါ့နော်။ပြီးတော့ဆောက်တဏ္ဍာန်အတင်းက3လုံးလောက်ပဲရမယ်ဆိုတော့ကျေးဦးလည်းထပ်ပြီးဖွင့်ထားတာလည်းတွေ့ရတယ်ဗောနော်ဒီပွဲစဉ်မှာကျွန်တော်ကတကယ်ဗောနော်စပါအတင်းနိုင်ပွဲလည်းလိုနေတယ်ဗျာနော်ဆောက်တဏ္ဍာန်လည်းခြေခွန်းနေ ဂိုးတွေတွင်းတွင်းနေတယ်ဆိုတာတော့ကျွန်တော်လက်ခံပါတယ်ဒါပေမဲ့ဒီပွဲစဉ်မှာကျွန်တော်စပါအသင်းနဲ့ဗောနောဂိုးပေါင်းအပေါ်ကိုစိုက်တယ်ဗောနောစပါဘော်ဒီစိုက်တယ်တကယ်လို့ဂိုးပေါင်းအပေါ်မရရဲဘူးဆိုရင်လည်းပပလေးရိုက်ချင်တယ်ရိုက်ကြည့်ဗောနောဒီပွဲစဉ်မှာစပါသတိစည်းမို့ရင်သတိဝမ်းလောင်းနဲ့တော့နိုင်သွားမလို့ကျွန်တော်ထင်တယ်ဗောနောပွဲစဉ်တစ်ပွဲကတော့ကျွန်တော်မန်ချက်စတာဒါဘီဗောဗျာဒီပွဲစဉ်ကတော့တည်တဲ့အတိုင်းပဲမန်ချက်စတာဒါဘီဆိုတာနဲ့ကျွန်တော်တအားပြင်းထန်မယ်ဗောနောပြိုင်ဆိုင်မှုတွေပြင်းထန်မယ်ကစားသမားတွေဗောနော တော်တော်လေးကြည့်ကောင်းမှာပွဲတော်ပဲဖြစ်တယ်ပေါ့လေဒီပွဲစဉ်မှာတော့ Man City က level 60ရှုံးဘူးပေါင်း120နိုင်ဆိုမှ Man City ကလမ်းပြီးပြန်ပေးထားတယ်ဗျာ Man U ။ Man City နဲ့ Man U တို့ရဲ့ဇယားအနေထားကိုကြည့်မယ်ဆိုရင်အင်ရှင်ဖြစ်တဲ့ Manchester United ကအဆင့်73မှာရှိတယ်။ဒီဟာဒီ Premier League 30ကံပြီးပြီး73မှာရှုံးထားတယ်ပေါ့နော်39မှာ Manchester City ကတော့လက်ရှိကြည့်မယ်ဆိုရင် Europa League ဝင်ခွင့်တနေရအဆင့်9မှာရှိတယ်ပေါ့ဗျာ52မှာ မန်စီးတီးအတင်းကနောက်တန်းတော်တော်လေးဆူဆူဝါးဝါးဖြစ်နေကျွန်တော်သိတဲ့အတိုင်းမဒီရိုဒရီနာပြီးတဲ့နောက်ပိုင်းမှာမန်ချက်စတာစီးတီးကဖယိုဖယားဖြစ်သွားတယ်ဗောနော်ကီဗန်ဒရိုင်းနာရောမန်ရိုဒရီရောနာပြီးတဲ့နောက်ပိုင်းမှာစီးတီးကတော်တော်လေးအခြေအနေဆိုးသွားခဲ့တယ်ဗောဗျာဆိုလက်ရှိကျွန်တော်တို့ဒီနှသိန်းရဲ့ပထမအကြောဆော့ခဲ့တဲ့ပွဲစဉ်ကြည့်မယ်ဆိုမန်ယူက2-1ဆိုတဲ့ရလနဲ့နိုင်ထားတယ်ဗောနော်မန်ယူကဒီရာဒီဒီအတင်းနဲ့နှစ်ချိန်တွေ့ထားတယ်ဗောနော်တစ်ချိန်ကတော့ကျွန်တော်ဒါ community dime ဖွင့်ပွဲမှာဗောနော်ပနတီအဆုံးဖြတ်နဲ့ လာမန်စတီကဒါ community တိုင်းယူလာခဲ့တယ်ပေါ့ဗျာအဲတုန်းကဒါတော်တော်လေးခက်ခဲတဲ့ပွဲနဲ့တပွဲပေါ့ဗျာလက်ရှိမန်ယူအသင်းရဲ့ကာရာဖောင်၅ဘွဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့မန်ယူအသင်းကတော့မှတ်ထားရမှာမန်ယူကဒီဟာပြီးလို့ရှိရင်ကျွန်တော်လိုင်ယွန်အသင်းနဲ့ပေါ့နော်ယူရိုပါလိအဝေးဝင်တက်ကံဖို့ရှိတယ်ပေါ့နော်လက်ရှိပရီးမီယာလိကာရာဖောင်၅ဘွဲကြည့်မယ်ဆိုရင်၂ပွဲနဲ့၂ပွဲတည်းရေတပွဲရှော့မန်ယူရဲ့နောက်တန်းကတော့လုံးဝစကားပေါ့ဗျာဘာဘလို့အသင်းလာလာဂူးပေးတယ်ဗျာအဲ့ဒါတစ်ချက်သတိထားမှာ မန်ချစ်စတာစီးတီးရဲ့လက်ရှိကာရာဖောင်၅ပွဲကိုကြည့်မယ်ဆိုရင်လည်း၂ပွဲနိုင်၃ပွဲသေး၂ပွဲရှုံးမနော်မန်စီးတီးကအခုကဒီအတင်းကလည်းတိုက်စစ်ကောင်းတယ်အခုနောက်ပိုင်းပွဲတွေမှာဆိုတော့တော်တော်လေးတတိထားပြီးဆော့နေတာမြင်မြင်ရတယ်ဘောနော်ဂူမပေးရရေးဘောနော်အဲ့လိုမျိုးပိတ်ဆို့ပြီးဆော့တာမျိုးလည်းမဟုတ်တော်တော်လေးထင်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 းဆော့နေတာမျိုးတွေ့ရတယ်ဘောနော်လက်စာစီးတီးနဲ့ပွဲမှာဆိုရင်လိုအပ်တာထက်ပိုဂိုးမယူခဲ့ဘူးဗျာနာတူးစီးနဲ့ပတ်နိုင်ရခဲ့တယ်ဘောနော်အမှန်ကတကယ်သူတို့အားထုတ်ပြီးဆော့မှာဆိုပိုးစီးဖိုက်စီးဆိုတာသူတို့အတွက် easy ပါပဲ ဒါပေမဲ့လက်စတာကလည်းတော်တော်လေးကောင်းတယ်ခုနောက်ပိုင်းမှာပေါ့နော်ရှောင်းတာရှောင်းတာသူတို့ပေါ့နော်ဖြတ်တာတွေပြူတာတွေပေါ့နော်ဘောလုံးလူတာတွေတော်တော်လေးကောင်းလာတယ်တွေ့ရတယ်ပေါ့နော်ဆိုလက်ရှိဒီနှစ်သိန်းရဲ့နိုင်ဂျီးရီးယားနောက်မှာတော့မန်ယူက29ရာခိုင်နှုန်းမန်ချက်စတာစီးတီးယား48ရာခိုင်နှုန်းဆိုမှပေးထားတယ်ပေါ့နော် head to head အနေထားကိုကြည့်မှဆိုရင်ဒီနှစ်သိန်းတွေ့ရတဲ့နောက်ဆုံး5ချိန်မှာဆိုရင်ကျွန်တော်9ချိန်လုံး5ပေါ်ကြာထားတာတွေ့ရတယ် မန်စီးတီးအသင်းက၃ချိန်နိုင်ထားတယ်မန်ယူက၂ချိန်နိုင်ထားတယ်တွေ့ရတယ်ပေါ့နော်။အောက်ခြေလေးကိုကြည့်မယ်ဆိုရင် Wines ဘက်မှာဖွင့်ထားတယ်မိနစ်60အတွက်တွင်းမှာဖြစ်မဲ့ဘူပေါင်းခြေကိုကြည့်မယ်ဆိုရင်အနည်းဆုံး၂သင်းပေါင်းတောင်းလုံးထိတော့ရောက်သွားမယ်ဆိုတဲ့ခြေကိုဖွင့်ထားပါတယ်။ပြီးတော့မိနစ်60အတွက်တွင်းမှာ Manchester United ကအနည်းဆုံးတက်လုံးလောက်တော့တွင်းမယ်ဆိုတဲ့ခြေဖွင့်ထားတယ်ပေါ့နော်။ Man City ကတော့အနည်းဆုံးနှလုံးလောက်တော့ရောက်သွားမယ်ဆိုတဲ့ခြေဖွင့်ထားပါတယ်။ဒီပွဲစဉ်မှာ level 60ရှုံးပေးထားတယ်ကျွန်တော်နားလည်တယ်ဒါပေမဲ့ကျွန်တော်ဒီပွဲစဉ်မှာနည်းနည်းလေးအကျဲသွင်းမှာပေါ့နော် နာကျွန်တော်မန်ချက်စတာစီးတီးပေါ့နော်ချန်ပီယံလိဝင်ခွင့်တနေရအတွက်တိုက်ပွဲလည်းဝင်နေတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီပွဲစဉ်မှာမန်စီးတီးဘော်ဒီကြိုက်တယ်ပြီးလို့ရှိရင်ဂိုးပေါင်းအပေါ်ထိုးဖို့ကျွန်တော်ချန်ပေးခြင်းတယ်ပေါ့နော်ကျွန်တော်ရွေးခဲ့တာကတော့ဒီနေ့ဘော်ဒီမှာဆိုလို့ရှိရင်ဒီလေးပွဲမှာဆိုလို့ရှိရင်ကျွန်တော်ဘရန်ဖို့ဘော်ဒီနဲ့ဂိုးပေါင်းအပေါ်ရွေးထားတယ်ဖူလမ်နဲ့လီဗာပူးမှာဆိုလီဗာပူးနဲ့ဂိုးပေါင်းအပေါ်ပေါ့နော်စပါနာဆောက်တဲ့နာမှာဆိုစပါဘော်ဒီရွေးထားတယ်ဒါပေမဲ့ဂိုးပေါင်းကအများကြီးလောင်းမှုကျွန်တော်အကြမ်းမပေးခြင်းဘူးနော် လောင်းချန်လောင်းကြည့်ပေါ့ပါပါလေးပေါ့နော်မန်ယူနဲ့မန်စီးတီးမှာဆိုမန်စီးတီးပေါ်ဒီနောက်ဂိုးပေါင်းအပေါ်ဖြစ်တယ်ပေါ့နော်ဒါတွေကကျွန်တော်တေချာလေးလေ့လာပြီးမှကျွန်တော်ပြောထားတဲ့ဟာတွေဖြစ်ပါတယ်ပေါ့နော်မိကိုတို့ပေါ့နော်တကယ်လို့အချိုက်အချိုက်ချင်းတူမယ်ဆိုရင်ထိုးဖို့ပေါ့နော်ကျွန်တော်အကြံဉာဏ်ပေးချင်တယ်တကယ်လို့အချိုက်ချင်းမတူဘူးဆိုရင်လည်းအာကျွန်တော်အားပေးတဲ့အနေနဲ့ပေါ့နော် like subscribe comment ပေးဖို့ပေါ့နော်အပေးတဲ့လူတွေအားလုံးနဲ့ကျေးဇူးတင်ပါတယ်လို့ပေါ့နော်မြန်မာပြည်ကြီးလည်းငြိမ်းချမ်းပါစေကိုတို့အားလုံးကြားမှချမ်းသာကြပါစေဗျာဟုတ်ကဲ့